ဂျန်အီလစ်ကြောင်းကတောင်ကိုရီးယားမှာရှိပြီးအထက်တန်းလွှာလူဒန်းစားတွေရဲ့ခလေးတွေသာတက်ရောက်နိုင်ဖို့ ENG Corporation တကူကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီကြောင်းမှာဝင်ငွေရဖို့ဆိုတော့မွေးရပါအခွင့်အရေးပဲဖြစ်ပြီးအခွင့်အနူးကန်ကြားထဲမှာတော့တီးကြားအစင်အတန်းခွဲခြားမှုတွေရှိပါတယ်။ဒီစည်းကမ်းတွေကိုချိုးဖောက်ရင်ပြင်းထန်စွာအပြစ်ပေးခံရပါတယ်။တခါကဒီစနစ်ကိုစန့်ညမှုဆုံးဖြတ်ခဲ့တဲ့ကြောင်းသားတဦးကရိုက်နှက်ချိန်ချောက်ခံခဲ့ရတာပါ။အဲဒီနောက်သူကရဲတွေကိုအကုန်ဖွင့်ပြောမယ်လို့ချိန်ချောက်ခဲ့ပေမဲ့လာအနှဲငယ်အကြာမှာတော့ကားမတော်တဆမှုနဲ့တီးဆုံးခဲ့ပါတယ်။ လာနေငယ်ကျမတော့ကျောင်းပညာသင်နှစ်စတင်ခဲ့ပါတယ်။ကျောင်းကြီးကကျောင်းသားတက်တူကိုကြိုးစိုးဖို့ပြောခဲ့ပါတယ်။သူကတော့ကန်ဟာပါ။ကန်ဟာကယူတာပြီးဆင်းရဲတဲ့ကောင်းလေးတစ်ယောက်ဖြစ်ပေမဲ့ထူးချွန်တဲ့ပညာသင်ဆုနဲ့ဒီ Eglite ကျောင်းကိုတက်ခွင့်ရတာဖြစ်ပါတယ်။သူကအတံပေါ်ရင်းနဲ့ယင်းနှီးဖို့စူးစမ်းပေမဲ့ဘသူကမှသူ့ကိုဂယူမဆိုင်ကြပါဘူး။ကျောင်းရဲ့အဓိကဩဇာရှိသူကတော့ကျောင်းတီထောင်သူရဲ့မြေရိုင်ယန်ပဲဖြစ်ပါတယ်။ရိုင်ယန်ဟာကျောင်းသားအလုံးကိုထိန်ချုပ်နိုင်ပြီးသူ့ရဲ့အမိန့်ကိုဘသူမှလည်းမလွန်ဆန်းရဲပါဘူး။ အဲရာကတော့ရေစရာကောင်းပြီးချစ်စရာကောင်းတဲ့ကန်ဟာကိုတတိထားမိပြီးဖုန်းနံပါတ်လဲဖို့ကန်လှမ်းခဲ့ပါရီကန်ဟာကသူ့ကျောင်းတက်မှာအသားချဖို့ကြိုးစားရင်သူ့အတန်းနဲ့သပွဲမှာနေရရှာပါရီဒါပေမဲ့လည်းသူ့ကိုလူစိုးတရားလို့မောင်းထုတ်ခံရပါရီသူကဆေးရတာကြောင့်တခြားသူတွေကသူ့ကိုမမြင်ချင်းမကြားချင်ပါဘူးဒါကြောင့်သူ့ကိုရန်လိုကြပြီးလစ်လူရှူထားကြပါရီအဲ့ဒီအချိန်မှာပဲအီလိုက်အထက်တန်းကျောင်းသားတွေကတီကြအခန်းတစ်ခုမှာအနားယူနေကြပြီးတုံးလာကြက US ကိုထွက်သွားတဲ့ရိုင်းရဲ့ရီစာကြောင့်ဆွေးနွေးနေကြပါရီ ဂျေကတော့ Ryan ရီစားဖြစ်ပြီးဘာအကြောင်းမှမကြားဘဲထွက်သွားခဲ့တာပါ Error နဲ့ Wu Ying ကတော့သူတို့တငယ်ချင်းတွေဖြစ်ပြီးဒီဇုံတွေရဲ့ဆက်ဆံရေးကိုစိတ်ပူတယ်လို့ဂျေကလည်းသူတို့တငယ်ချင်းဖြစ်ရတာနဲ့သူတို့ကိုလစ်လူရှုနေတာကိုနားမလည်ဖြစ်နေပါတယ်တငယ်ချင်းဖြစ်ပေမဲ့ Error က Ryan နဲ့တညတာအတူနေဖို့ဆန္ဒရှိခဲ့ပြီး Ryan ကတော့ညှင်းပယ်ခဲ့ပါတယ်ညနေပိုင်းမှာဂျေကကိုရီးယားကိုပြန်ရောက်လာပြီးဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်အရာကသူ့ရဲ့တငယ်ချင်းကိုလေးစိမ့်မှသွားတွေ့ပြီးအတူတူတွေ့ဖို့ပြောပေမဲ့လေဂျေကနောက်နေ့မြင်းပြိုင်ခွင်ကိုတွေ့ဖို့ချိန်လိုက်ပါရီ နောက်နေ့မနက်မှာတော့ဂျေကသူ့မိသားစုသူတို့ယင်းနီးရဲ့တငယ်ချင်းတွေနဲ့စီးပွားရေးလှုပ်ဖို့ကိုင်ဘတ်တွေနဲ့အတူအချိန်ကုန်ခဲ့ပါတယ်။သူ့ဖေရတမီးရဲ့ပုံစံနဲ့အဝေးစားကိုမကြိုက်တာကြောင့်သူတို့ရန်ဖြစ်ခဲ့ကြပြီးဂျေကဂါဝန်အပေါ်ပိုင်းကိုဆွဲဖြဲပစ်လိုက်ပါတယ်။ဂျေကဦးရင်ထဲမှာပုံနေတော့မထင်မှတ်ပဲပီယာနိုတီဗီအတံမွေးဝမ်းကြောင်းပြုတ်တဲ့ကန်ဟာနဲ့တွေ့ခဲ့ပါတယ်။ကန်ဟာကဂျေကိုစကားနဲ့တည်းမကပဲသူ့ရှက်အင်းကြီးကိုပေးပြီးအကူအညီပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲဂျေကရိုင်ယန်နဲ့တငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဂျေကရိုင်ယန်ကိုကားပြိုင်ပွဲတစ်ခုလုပ်ဖို့ကမ်းလှမ်းပါတယ်။ ဒီပြိုင်ပွဲရဲ့အနိုင်ရသူကရှုံးတဲ့သူကိုဆန္ဒတစ်ခုတောင်းဆိုခွင့်ရမှာပါရိုင်ယန်က J ရဲ့စီးကံကိုလက်ခံလိုက်ပြီးသူတို့နှစ်ယောက်ပြိုင်ပွဲစတင်နေတာပေါ့ J ကအရှိန်ပြင်းပြင်းနဲ့မောင်းနေတဲ့နေရာမှာတော့ရှုံးလို့နေနေဖြစ်ပြီးကာမတော်ဆာမှုဖြစ်လို့နေပါဖြစ်သွားပါတယ်ရိုင်ယန်ကလည်းလမ်းချော်ပြီး J ကပထမဆုံးဝင်ရောက်ခဲ့ပါတယ်အနိုင်ရပြီးတဲ့နောက် J ကရိုင်ယန်ကိုမချစ်တော့သလိုရိုင်ယန်နဲ့အတူမရှိချင်တော့တာကြောင့်လမ်းခွဲမယ်လို့ကြေညာခဲ့ပါတယ်နောက်နေ့မနက်မှကန်ဟာကသူနဲ့ J ကအတန်းမော်တွေဖြစ်မှန်းသိလိုက်ရပါတယ်ကန်ဟာကတခြားတင်တန်းတွေတက်ချင်ပေမဲ့သူ့ကိုဘယ်သူမှဂယုမဆိုင်ကြပါဘူး အဲ့ဒီနောက် Elex ចောင်းသားတွေကခေါင်းဆောင်ကိုခေါ်ပြီးကံဟာဘယ်နေရာကလာတယ်လဲဆိုတာရှင်းပြခိုင်းပါတယ်။ဒီចောင်းမှာပညာသင်ခွင့်ရခဲ့တဲ့စင်ရဲသားចောင်းသားတွေကចောင်းမှာအစင်နှခွဲကြမှုရှိပြီးမလိုက်နာသူတွေကိုတပ်ပြစ်နှိုင်းတဲ့အကြောင်းမှာပြောခဲ့ပါတယ်။ဒါကကံဟာရဲ့နေရာကိုယူခဲ့တဲ့ចောင်းသားလေးနဲ့အမှန်တကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ចောင်းစရာကောင်းတဲ့အမှန်တရားတွေကြားထဲမှာတော့ကံဟာကပြုံးပြီး Elex ကចောင်းသားတွေနဲ့အတူစင်မြင့်ပေါ်ပြန်တက်ပြီးသူတို့ကိုနှုတ်ဆက်ပါတယ်။ ကဟာရဲ့ရဲရဲမှုကိုအရာကသဘောကျပြီးသူ့ရဲ့အိမ်မှာလုံမဲ့ပါတီပွဲတစ်ခုကိုဖိတ်ခေါ်ခဲ့တာပေါ့။နောက်နေ့ညနေမှာတော့ကဟာကိုလာကြိုးဖို့ကာဒစီရောက်လာပြီးပါတီကိုခေါ်သွားပါတယ်။ចောင်းသားတွေကကဟာကဒီပွဲကိုမလာတင်ဘူးလို့ယူဆပြီးလှောင်ပြောင်းကြပါတယ်။ကဟာကိုမြင်တော့အရာကရုရှားရှူလက်စ်ကစားဖို့အကြံပြုပြီးအရက်ပလေးအနှင်းငယ်ပါဝင်ပါတယ်။တခါတည်းမှာပဲအန်တစ်စရာတစ်ခုလည်းပါဝင်တယ်လို့ပြောပါတယ်။ကန်ဟာကတောက်လိုက်တာနဲ့အရာတောက်ခဲ့တဲ့ပထမဆုံးအပြစ်ကိုခြံပြီးကြံတဲ့အပြစ်အလုံးမှာတစ်ခုခုထဲထားတာကိုရှင်းရှင်းလင်းလင်းသိလာရပါတယ် ကံဟာကမူးဝေပြီးမခံမရက်နိုင်ဖြစ်နေပါတယ်။သူကမတက်မရက်နိုင်တော့ပဲသတိပြန်ရဖို့အားတင်းထားနေရပါတယ်။ဂျေလည်းပါတီမှာရှိတာကိုသတိထားပြီးတော့ကံဟာကအိမ်ကိုပြန်မှုမဆောင်တော့ပဲသူ့မကိုစိတ်ဝင်စားကြည့်နေပါတော့တယ်။မက်ဆေ့ချ်ကိုလက်ခံရရှိပြီးတဲ့နောက်ဂျေကရိုင်ယန်စောင့်နေတဲ့အိမ်ကိုသွားပါတယ်။နောက်ထပ်တစ်ချိန်စကားပြောဆိုပြီးသူတို့ရဲ့ဆက်ဆံရေးကိုပြန်ပြီးတည်ဆောက်နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကံဟာအရာနဲ့တခြားသူတွေက Trussell D ကစားကြမလားလို့မေးပါတယ်။ဒီကိန်းဟာအမှန်တိုင်းဖြေမလားစွန့်စားမှုလုပ်မလားဆိုတာပါ။ ကန်ဟာလည်းရောက်တော့သူနဲ့အတူညာအိတ်ချင်တဲ့ကာမလေးရှိလားလို့မေးလိုက်ပါတယ်။ကန်ဟာကဒီလ်လို့ရွေးချယ်ခဲ့ပြီမဲ့ပါတီပါရှိတဲ့ကာမလေးတယောက်ကိုဆရာထက်တယ်ကနမ်းဖို့ကန်လန်းခံရပါတယ်။အားလုံးကအဲရာကိုရည်ညွှန်းနေမှတည်တာပြီမဲ့ကန်ဟာကမတည်တဲ့နေရာကိုထွက်သွားခဲ့ပါတယ်။တချိန်လုံးကတည်ဆုံသွားတဲ့ចောင်းသားလေးဟာကန်ဟာရဲ့အကူအရင်းဖြစ်ပြီးသူဇာပနာကိုခက်ခက်ခဲခဲကြော်ဖြတ်ခဲ့ရမှပေါ်လင်လာပါတယ်။ကန်ဟာကသူ့အကူအတွက်လက်စားချေဖို့နဲ့တာဝန်ရှိသူအားလုံးကိုအပြစ်ပေးဖို့ဘာမှမစိုးလို့ဖို့အစင်းနေဖြစ်နေပါတယ်။ ရိုင်ယန်ကသူ့အကိုရဲ့အသက်ကိုနှုတ်ယူသွားခဲ့တယ်လို့ယူဆပြီးကန်ဟာကအိမ်ထဲကိုဝင်သွားပြီးကြောင်ကောင်းဆောင်နဲ့အန်အန်တနေတဲ့လူအုပ်စုရှေ့မှာဂျေးကိုဆရာထက်တန်စွာနန်းလိုက်ပြီးဂျေးကလည်းပြန်လည်လက်တော့ပြန်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ရိုင်ယန်ကမနေ့ကအခြေအနေနဲ့ကန်ဟာရဲ့လုံရက်အတွက်သူ့ကိုပိုက်ရိုက်ခဲ့ပုံကိုပြန်တွေးနေပါတယ်။တချိန်တည်းမှာပဲဟူဝင်းကလည်းဆရာဟန်နဲ့ခိုးကြောင်ခိုးဝက်ညှာရိုက်ခဲ့ပြီးသူတို့နှစ်ယောက်လှုပ်ဝက်ချက်ပေါ်သွားမှကိုကြောက်နေပါတယ်။သူတို့စုံတွေဟာငှားထားတဲ့တိုက်ခန်းတစ်ခုမှာလှုပ်ဝက်တွေးဆောင်ခဲ့ပြီးမတူညီတဲ့ထွက်ပေါက်တွေကနေထွက်သွားခဲ့ပါတယ်။ ရိုင်ရဲအမေဟာလာပေါင်းများစွာအတွင်ပထမဆုံးအချိန်အိမ်ပြန်ရောက်လာပြီမဲ့သူ့သားကိုလုံးဝဂရုမစိုက်ပါဘူးရိုင်ရန်ကသူ့အမေကိုသူ့အတွက်အချိန်ပေးစီခြင်းပေမဲ့အမေဖြစ်သူကတော့ရိုင်ရဲအနာသူ့ဆန္ဒတွေအားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့အိမ်အကူတွေဝန်ထမ်းတွေအများကြီးထားရှိထားတာကြောင့်မလိုအပ်ဘူးလို့ထင်နေခဲ့တာပါသူ့အမေကသူ့ကိုဂရုမစိုက်ဘူးဆိုတာသိတော့ရိုင်ရန်ဟာသူ့အမေရဲ့ကားတွေထဲကတစ်စီးနဲ့ထွက်သွားခဲ့ပါတယ်ဒီအတော်အတွင်းကန်ဟာကအเจ้าကိုရောက်လာပြီးတခြားအเจ้าသားတွေနဲ့ယင်းနှီးအောင်စူးစမ်းပေမဲ့ သူရဲ့အစင်တန်းနဲ့ငွေကြီးအခြေအနေကြောင့်သူ့ကိုဘယ်သူကမှမယဉ်နိုင်ခြင်းပဲထပ်ပြီးဒီလူရှုခဲ့ကြပြန်ပါလိမ့်။ကန်ဟာကကြောင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ Ryan ကဒီကာမာလေးကိုဘယ်လောက်ထိချင်မှန်းသိရလဲ။ကန်ဟာကအကူကဂျေနဲ့တငယ်ချင်းဖြစ်ခဲ့တဲ့အတွက် Ryan ကသူ့အကူကိုအနိုင်ကျင့်ခဲ့တဲ့အကြောင်းသိရှိထားပါဗျ။ကန်ဟာကဂျေကိုအကြောင်းပြချက်တစ်ခုကြောင့်ရွေးချယ်ခဲ့တာဖြစ်ပြီး Ryan ကိုစိတ်ဆူအောင်လုပ်ဖို့လဲဆုံးဖြတ်ခဲ့ပါဗျ။မနေ့ပိုင်းကန်နေမှတွေ့တော့ Ryan ကသူ့ကိုအဆက်ခွဲဖို့နဲ့ဖြက်စီးပြဖို့ကြံစည်နေတာကိုသိလိုက်ရပါဗျ။ ရိုင်ယန်ကဂျေနဲ့အခြေအနေကိုဆွေးနွေးဖို့ကြိုးစားပြီးမယ်ဂျေကသူ့ကိုလမ်းခွဲပြီးဖြစ်လို့တငယ်ချင်းတွေတသက်ဖြစ်ကြောင်းနဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာမိကိုနဲ့မမေးသင့်တဲ့အကြောင်းပြန်သတိပေးခဲ့ပါတယ်။ဒေါ်သားထွက်နေတဲ့ရိုင်ယန်ကသူ့ရဲ့အခြေဆုံးတငယ်ချင်းကိုကန်ဟားရဲ့ရိုင်းဆိုင်မှုအတွက်တခြားသူတွေကအပြစ်ပေးဖို့တေးချလောက်ခိုင်းပါတယ်။တိမ်မကြခင်မှာပဲယူနိုကကျန်တဲ့ဆင်းရဲတဲ့ကျောင်းသားတွေကိုကန်ဟားနဲ့မပေါင်းသင့်ဖို့ကန်ဟားရှေ့မှာပဲတိုက်ရိုက်ပြောခဲ့ပါတယ်။ကန်ဟားကဒီအခြေအနေကိုရီမော်ပြီးရိုင်းဆိုင်တဲ့ကောင်းလေးတယောက်ကသူ့မျက်နှာကိုလက်သီးနဲ့ထိုးတာကိုတားဆီးလိုက်ပါတယ်။ဂျေကိုမြင်လိုက်တဲ့အခါကန်ဟားက အရာအားလုံးကိုမေးသွားပြီးဆရာရှေ့မှာပဲမျက်နှာကိုလက်သီးနဲ့အထိုးခမ်းရပြီမဲ့ဂျေကတော့ဘာမှမတုံ့ပြန်ခဲ့ပါဘူး။စာတင်ချိန်ပြီးတဲ့နောက်မှာကန်ဟာကဂျေကိုတူနန်းခဲ့တဲ့အတွက်တောင်းမှဖို့ဆုံးဖြတ်ခဲ့ပြီမဲ့သူတကယ်ပျော်ရခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။ညနေပိုင်းမှာတော့ Ryan ကဂျေနဲ့ပတ်သက်တဲ့ဗီဒီယိုဟောင်းတွေကိုပြန်ကြည့်ပြီးဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့အိမ်မက်မှရင်ဂျေအကြောင်းပဲအမြဲတွေးနေတာပေါ့။အဲရာကသူ့တငယ်ချင်းကိုကူညီဖို့စူးစမ်းပြီးအကူအညီပေးပါတယ်။ညနေပိုင်းမှာဂျေနဲ့ဝူအင်တို့ဟာ မြေအောက်ဘားတစ်ခုမှာလှေဝက်တွေးဆုံကြပြီးတငယ်ချင်းဟောက်နေလို့တောက်ကြပြောကြပါရယ်တစ်ချိန်တည်းမှာပဲဂျေးကိုတေဆုံသွားတဲ့ကျောင်းသားတစ်ယောက်ရိုက်ထားတဲ့လှေဝက်ဗီဒီယိုဖိုင်ကင်မရာမှတ်တမ်းနဲ့ဆက်လက်ချင်းချောက်ခံနေရပါရယ်နောက်နေ့မနေ့မှာပဲဂျေးရဲ့ဖခင်ကအမဲလိုက်နေတော့တစုံတယောက်စီကဖုန်းဝင်လာပြီးဂျေးကိုချင်းချောက်နေသူကဖော်ထုတ်ဖွယ်ရှိတယ်ဆိုတာသိလိုက်ရပါရယ်ကြောက်လန့်နေတဲ့ဂျေးကဒီရှက်စရာကောင်းတဲ့ဖြစ်ရက်ကိုမခံမရဖြစ်မှဆိုလို့သူ့အဖေကသူ့ကိုပြစ်တတ်လိမ့်မယ်လို့ထင်နေပါရယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒါကသူ့ရဲ့စိတ်ကူးရင်တသက်ပါ ူအဖေကစီးပွားရေးပြဿနာပဲရှိနေကြတာပါနောက်တနည်းမနက်မှာပဲကန်ဟာကယူနိုသူ့ဗီဒီယိုထဲမှာဆေးပြားတွေဖွက်ထားတာကိုသတိထားမိပြီးဒါတွေကသူ့အကိုတေးဆုံးခဲ့တဲ့တရားမဝင်ဆေးပွားတွေဖြစ်မယ်လို့ယူဆပါတယ်သူ့အကိုကကျောင်းသားတွေကတားမြစ်ထားတဲ့ပစ္စည်းတွေဝယ်ပြီးသူတို့ရဲ့ရန်သူတွေကိုအုံပြုလေးရှိတယ်လို့ပြောခဲ့မှုပါတယ်ယူနိုကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အနေနဲ့ကန်ဟာကဆေးရကိုဗီဒီယိုဖွင့်ခိုင်းခဲ့ပေမဲ့ဒါရီကစိတ်ငြိမ်စေးတွေဖြစ်ပြီးချိန်ချမှုမဟုတ်ဘူးဆိုတာပေါ်လွင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကျောင်းသားတွေကကန်ဟာကိုရိုက်နှက်ဖို့ကြံစည်နေကြပြီး ဝူအင်းကဒီအကြောင်းကိုသိထားပါရယ်။ဒါပေမဲ့ကြောင်းဆီယာမကြီးဖြစ်တဲ့သူ့အမေကိုတော့အကြောင်းမကြဘို့ဆုံးဖြတ်လိုက်ပါရယ်။ဂျေကအဲရာစီကနေအကူညီတောင်းပြီးသူ့တငယ်ချင်းကိုချိန်ချောက်နေသူဘယ်သူလဲဆိုတာရှာဖွေပေးဖို့တောင်းဆိုပါရယ်။စနေတနင်္ဂနွေမှာကြောင်းသားတွေကသူတို့ဆန္ဒအတိုင်းအချိန်ကိုကုံဆုံးကြပါရယ်။တချို့ကရေကူးကမှအနားယူကြဒါမဟုတ်အကစားလောက်ကြပြီးတချို့ကတော့လေးလာခီးထွက်ပြီးကြောင်းဝင်းတွေကတဲအိမ်တွေမှာနေကြပါရယ်။ဂျေကသူ့တငယ်ချင်းတွေနဲ့နေလဲစားနေပြီးမှဘလို့ပဲဖြစ်ဖြစ်သူ့ကိုပြန်အောင်လုပ်ဖို့စိတ်ကူးရင်နေတဲ့ Ryan ရှိနေတာညှင်းငွေလာပါပြီ။ သူချစ်သူဟောင်းကိုလစ်လုရှူပြီးဂျေထွက်သွားလိုက်ပါတယ်။လမ်းမှာဆေးဆိုင်ကိုတွားနေတဲ့ကန်ဟာနဲ့တွေ့ဆုံပါတယ်။ဂျေကကန်ဟာနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးသူတို့နှစ်ဦးဟာစပိန်စီရင်တဘာဝအလှနဲ့ပင်လယ်ကိုခန်းစားနေကြပါတယ်။မကြခင်မှာပဲသူတို့မိုးမိသွားပြီးခွေးပေါက်လေးတစ်ကောင်နဲ့စော့ကစားကြကညနေပိုင်းမှာပြန်လာကြပါတယ်။တချိန်တည်းမှာပဲအနိုင်ကျင်းတဲ့လူအုပ်ကြီးကကန်ဟတဲအိမ်အပြင်ဘက်မှာသူ့ကိုစောင့်ကြည့်နေပါတယ်။ဂျေကကန်ဟကိုသူ့အဝိစားရီမိုးရီဆိုတာ၆အောင်သူ့အိမ်ကိုခေါ်လာပါတယ်။ ဆ ्याम ဟန်ကလည်းဟူဝင်နဲ့ထပ်ပြီးအတူတူညားအိပ်ဖို့ဆုံးဖြတ်ထားတာကြောင့်ဒီအခြေအနေကိုသတိထားမိပြီးဟူအင်ကိုပြောပါရယ်။ဟူအင်က Ryan ကိုကြောင်းအကြီးကိုဖုန်းဆက်ပြီးဖြစ်ပျက်နေတာတွေကိုဝေရောက်ဖြည့်ရှင်းခိုင်းဖို့ပြောပါရယ်။ဒီအတော်အတွင်းကန်ဟာနဲ့ဂျီရိုကရုပ်ရှင်ကြည့်နေကြပြီးကန်ဟာကအိပ်ပျော်လူနီးပါးဖြစ်နေပါရယ်။ Romantic Sun နဲ့အငွေ့တက်တွေကိုခန်းစားမိတဲ့ဂျီကသူတို့ရဲ့ပထမဆုံးအနံ့ကိုသဘောကျတဲ့အကြောင်းဝန်ခံလိုက်ပါရယ်။သူတို့နှစ်ဦးထန်ထန်မှုစူးစမ်းပြီးမယ်ဂျီကကန်ဟာလက်မှာတည်ဆုံသွားတဲ့ចောင်းသားလေးရဲ့လက်မှာရှိခဲ့တဲ့လက်ကောက်နဲ့အတူတူဖြစ်နေတာကိုသတိထားမိခဲ့ပါရယ်။ မကြခင်မှာပဲအကြောင်းကြီးရောက်ချလာပြီးကန်းဟကိုအကြောင်းကနေထုတ်ပြစ်မယ်လို့ဂရီပေးလိုက်တာပေါ့နောက်နေ့မနက်မှာတော့စစ်စေးလုံးဆောင်ပေမဲ့ဂျေကကန်းဟကိုခုခံကာကွယ်ပေးပြီးကန်းဟအပေါ်မှာရှိရခံစားချက်ရှိရအကြောင်းရိုင်ယန်ကိုလည်းအသိပေးလိုက်ပါတယ်ရိုင်ယန်ကမနာလိုဖြစ်အောင်လုပ်ဖို့အတွက်အေရာနဲ့ဆက်ဆံရေးစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဂျေကကန်ဟဘာလုပ်လဲဆိုတာခံမှန်းမိတာကြောင့်သူ့ကိုအမှန်တိုင်းပြောပြဖို့တောင်းဆိုလိုက်ပါတယ်အမှန်တရားပေါ်သွားမှကိုကြောက်တဲ့ကန်ဟကဂျေကိုလိန်ညာပြီးသူ့အတွက်ပျော်ရွှင်တဲ့အနာဂတ်တစ်ခုကိုရဖို့ ဒီကြောင်ရဲ့အကောင်းဆုံးကြောင်သားဖြစ်ခြင်းကိုတတ်တပါလို့ပြန်ဖြေခဲ့ပါရယ်ဂျေကကန်ဟာကိုမယုံကြည်ဘဲတခုဖုံးကွယ်ထားတယ်လို့ယူဆပြီးမဲ့တက်တည်မပြနိုင်ခဲ့ပါဘူးကန်ဟာရဲ့ကိုရီးယားဆိုရင်ဖိုင်မှာမောင်နှမမရှိဘူးလို့ဖော်ပြထားတဲ့အတွက်ရိုင်ယန်ကကန်ဟာအစားသူ့ပဲဖြစ်စေခြင်းနဲ့စိတ်နဲ့အားကစားရုံမှာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးသူ့ပြိုင်ဘက်ကိုထိုးချိန်နေပါရယ်နောက်နေ့မနက်မှာရိုင်ယန်ကအဲရာနဲ့ပျော်ရွှင်နေတဲ့ရီးစားပုံစံဟန်ဆောင်နေဖို့ဆက်ပြီးဆုံးဖြတ်ပြီးအเจ้าကိုကားနဲ့လိုက်ဖို့သဘောတူပါရယ် တချိန်တည်းမှာပဲဂျေးကကန်ဟာနဲ့တွေ့ပြီးသူ့နဲ့အတူအတန်းတက်ဖို့အကြံပေးခဲ့ပါတယ်။အကြောင်းရောက်တော့သူတို့နှစ်ယောက်လက်ချင်းတွေ့ပြီးကျောင်းသားရောဆရာတွေပါအဟမ်းသိစေခဲ့ပါတယ်။ဒီကောင်မလေးကအရင်က Ryan နဲ့တွေ့ခဲ့ပြီး Ryan တယောက်ပဲသူ့လက်ကိုကိုင်းနိုင်တယ်ဆိုတာသိထားတာကြောင့်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုသူတို့တွေကြောက်ရွံ့နေကြပါတယ်။ကျောင်းသားနှစ်တယောက်က error ကိုလိုက်နေတာတွေ့ရပါတယ်။သူတို့တညတာတူရှိခဲ့တာကြောင့်ဖြစ်ပေမဲ့လေအဲရာကတော့ Ryan နဲ့ပုံမှန်ဆက်ဆက်ရေးမျိုးကိုအိမ်မက်မှရင်သူ့ကိုလိလိရှူထားပါတယ် ။ Illustrate အတွက်တီးသက်အတန်မှာ Ryan Hu Ing Era နဲ့ခြေစတဲ့ចောင်းသား၄ဦးပဲရှိပါတယ်။ခြေကဒါကိုပြင်ဖို့ဆုံးဖြတ်ပြီးကန်ဟာအတွက်၅ခုမြောက်ထိုင်းကုန်တလုံးယူလာခိုင်ပါတယ်။ဘာလို့လဲဆိုတော့သူကကန်ဟအတန်းအတွက်ပတ်စံရှင်းထားပြီးကန်ဟကိုသူ့မှာပေးမှရှိစေချင်တာကြောင့်မှာဒီအကြောင်းလေးအားလုံးကိုကြားပြီးတဲ့နောက်ကန်ဟကိုရိုင်းနှက်ဖို့စူးစမ်းခဲ့တဲ့သူကကန်ဟရှိမှဒူးထောက်ပြီးတောင်းပန်ပါတယ်။ကန်ဟကသူ့ကိုဒုံနဲ့ရိုက်မယ်ဆိုရင်လည်းအစင်းနဲ့ပါလို့ပြောပါတယ်။ဒါပေမဲ့ကန်ဟာကဒါကိုမလိုအပ်ဖဲ အလစ်တွေကြားထဲမှာတော့အစင်နှခွဲကြမှုရှိတယ်ဆိုတဲ့အချက်ကသူ့ကိုပို့ပြီးအဟန်သိစေခဲ့ပါတယ်။မကြခင်မှာပဲကန်ဟာကဗီဒိုထဲမှာသတိပေးစာတစ်စောင်တွေးလိုက်ရပါတယ်။ရိုင်ယန်ကသူ့ကိုလက်စားချေနိုင်ပြီးတေဆုံသွားတဲ့ចောင်းသားရဲ့ကံကြမ္မာကိုတတလဲလဲခံစားရမယ်လို့ရေးထားတာပါ။ကန်ဟာကလူတီများတဲ့သူဖြစ်လာတာကြောင့်ចောင်းသားလေးတွေကကန်ဟာနဲ့ရင်းနှီးအောင်ကြိုးစားကြပါတယ်။ဘလုံးမွဲတစ်ခုအတွင်းမှာရိုင်ယန်ကသူ့အသင်းကိုအနိုင်ရစေခဲ့ပြီးပရိသတ်တွေကြားထဲမှာခြေရှိနေတာကိုတည်တည်နဲ့ သူမကိုမနာလို့ဖြစ်အောင်လှုပ်ဖို့ယူကိုစိတ်ရထက်တန်သွားနမ်းလိုက်ပါတယ်။အရာကိုချစ်တဲ့ကောင်လေးကသူမနဲ့စကားပြောဖို့ကြိုးစားပေမဲ့အရာကသူ့ကိုရရင်စိုင်းပြန်ပြောပြီးသူတို့နှစ်ယောက်အတူအချိန်ကုန်ဆုံးခဲ့တဲ့ခန်းစားချက်တွေနဲ့ညတွေကိုမေ့ပြစ်လိုက်ဖို့ပြောပါတယ်။ကျောင်းကြီးကကျောင်းသားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပြင်ဆင်ပြီး Ryan ရဲ့အမေကိုပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲကန်ဟာကတတိသားတစ်ယောက်ဖြစ်ပြီးအရင်ကသူ့ရဲ့တငယ်ချင်းကောင်တစ်ယောက်ဖြစ်တဲ့ Tell နဲ့တွေ့ဆုံပါတယ်။ကျောင်းမှာသူတို့ချင်းချင်းတီကျွမ်းခဲ့တာကိုဖုံးကွယ်ထားပြီးမဲ့ကော်ဖီဆိုင်တစ်ခုမှာစကားပြောဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ကျောင်းကြီးရဲ့သားကသူတို့စကားပြောနေတာကိုခိုးနားထောင်နေရဆိုတာတော့သူတို့မသိပါဘူး။ကန်ဟာကတတိအထောက်အထားတွေစူးစောင်းပြီးရှာဆွေးမှုတွေနဲ့ပြည်နေတဲ့အကြောင်းကိုဖော်ထုတ်မယ်လို့ကတိပေးပါရယ်။ဒါပေမဲ့ပထမဆုံးအနေနဲ့ဒီမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတဲလွန်စားတွေစူးစောင်းမှုလိုအပ်ပါရယ်။ညနေပိုင်းမှာဂျေက Ryan C ကိုသွားပြီးသူတို့နှစ်ဦးရဲ့တငယ်ချင်းကိုကိုဂျိုးအတွက်အတုံးမချဖို့တောင်းဆိုပါရယ်။သူရဲ့ချစ်သူဟောင်းစကားတွေကိုလစ်လူရွှင် Ryan က Era ကိုသူ့အိမ်ကို ဖိတ်ခေါ်ပြီး Era လည်းချက်ချင်းရောက်လာတာပေါ့။ ဒီရတော်တွင်ဂျေကသူ့လိုအပ်ချက်အလုံးကိုဖော်ထုတ်မယ်လို့ချိန်ချောက်နေတဲ့သူရဲ့လုပ်ရက်တွေကြောင့်ဆက်ပြီးခန်းစားနေရပါတယ်။သူ့အဖေကသူ့အမေကိုဘယ်လောက်ထိကြောက်စရာကောင်းလောက်ခဲ့တယ်လဲဆိုတာသိထားတာကြောင့်ဂျေကဒါတွေကိုကြောက်နေပါတယ်။အဲ့ဒီပြင်သူ့မအဖေကသူ့သမီးကိုသူ့ရဲ့စီးပွားဘက်သားနဲ့လက်ထပ်စေခြင်းပြီးဂျေကဒါကိုမကန့်ကွက်နိုင်ပါဘူး။နောက်နေ့မနက်မှာကန်ဟာကဂျေကိုသူ့စပိန်နဲ့ကြောင်းကိုလိုက်ပို့ပေးခဲ့ပါတယ်။ဂျေကသူ့ကိုမချစ်မိစေဖို့တောင်းဆိုပြီးတနာလို့နဲ့အပြစ်ပေးခံရမှကြောက်လို့သာသူ့နဲ့စပီပေါင်းတင်နေတာဖြစ်တယ်လို့ပြောပါတယ်။ ်ဒါပေမဲ့ကန်ဟာကဒါကိုမကြောက်ပါဘူးညနေပိုင်းမှာတော့ဂျေကအဲရာကိုရိုင်ယန်နဲ့ရန်စားမှုတွေကိုမခံမှုအကြံပေးပြီးသူ့လူတွေချင်းချောက်သူ့ကိုရှာတွေ့ပြီလားဆိုတာစုံစမ်းပါတယ်နောက်တညမှာတော့ Elix Street ကပါတီပွဲတစ်ခုကျင်းပါပြီးចောင်းသားတွေနဲ့သူတို့မိဘတွေတက်ရောက်ကြပါတယ်ကန်ဟာကတခြားဆင်းရဲတဲ့ចောင်းသားတွေလိုပဲပတ်စံနဲ့ရဖို့ဂီတအဖွဲမှာပါဝင်ပါတယ်အရာရဲ့အဖေကပိုးပြီးအောင်မြင်ခြင်းလို့ဂျေရဲ့အဖေနဲ့မိတ်ဆက်ပေးဖို့သူ့သမီးကိုတောင်းဆိုပါရယ်။အရာကသူ့တငယ်ချင်းကိုပြောပေးမယ်။ဂျေကရရန်စိုင်ညင်းဆိုလိုက်တာကြောင့်အရာစိတ်ဆိုးသွားပါရယ်။ Ryan ရဲ့အမေနဲ့ JFA တို့ကအချင်းချင်းဆက်သွယ်ပြောဆိုကြပြီးသူတို့ကလေးတွေကြားကဆက်ဆံရေးဖြစ်နိုင်ခြေကိုပြပြသသားညင်းဆိုလိုက်ပါတယ်။ JFA ကငွေကြေးကိုအာရုံစိုက်ပြီး Ryan ရဲ့အမေကအာနာကိုစိတ်ဝင်စားတာကြောင့်သူတို့တွေတအူးနဲ့တအူးမတင့်တော်ကြပါဘူး။ Jay ကသူ့အဖေကဒီနှစ်ယောက်ထက်အရေးမကြီးဘူးလို့အပြင်ဘက်ကနေဆုံးဖြတ်လိုက်ပါတယ်။ Era က Jay ကိုလက်စားချေဖို့ဆုံးဖြတ်ပြီးသူ့အဖေကို Jay မှာချစ်သူရှိတဲ့အကြောင်းအဲ့ဒါကန်ဟာဆိုတဲ့စင်ရဲသားចောင်းသားလေးတအူးဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ flashback ကနေကန်ဟာရဲ့အကူကိုဘသူကတိုက်မိပြီးဖုန်းနဲ့ဗီဒီယိုကင်မရာပါတဲ့ဘောပင်ကိုခိုးယူဖွက်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းဖြစ်သွားပါတယ်။လက်ရှိမှာတော့ကန်ဟာက Ryan ရဲ့ဗီဒီယိုကိုဖွင့်ပြီးတရားမဝင်စေးဝါးတွေကိုရှာဖို့စ조사ပြီးမှပျော်ရွှင်နေတဲ့ J ရဲ့တပ်ပုံကိုသတိထားမိလိုက်ပါတယ်။နောက်နေ့မနက်မှာ Ryan က Wu In ရဲ့နေအိမ်ကိုရောက်လာပြီးသူမိသားစုနဲ့အပြန်အလှန်ဆက်ဆံရင်းချက်တဲ့မိဘတွေရဲ့အထိပယ်ကိုနားလည်လာပါတယ်။ J ရဲ့အဖေကသူ့သမီးနဲ့ကန်ဟာရဲ့ဆက်ဆံရေပေါ့မကြင်မနဲ့ပဲသူ့မကိုပညာသင်ပြီးရင် အမေရိကန်ကိုပြောင်းရွှေ့မယ်လို့ပြောပါရယ်ဂျေကသဘောတူပဲသူ့အကိုနဲ့ရန်ဖြစ်ပေမဲ့အာနာရှိပြီးတင်းကြတဲ့သူ့အဖေကိုတော့မကန့်ကွက်နိုင်ပါဘူးနောက်တနေ့မှနောက်မှကန်ဟာကဂျေကိုပြောရွှေ့အောင်လုပ်ပြီးပြေစုံတဲ့ဆက်ဆိုင်ရေးတစ်ခုကိုကန့်လန့်မိမယ်ဂျေကကြောက်ရွံ့ပြီးကန်ဟာကိုညှင်းပယ်လိုက်ပါရယ်ဂျန်ကဒေဟိုနဲ့ကန်ဟာဘာတွေဖုံးကွက်ထားသလဲဆိုတာနားလည်အောင်စူးစမ်းပါရယ်တချိန်တိုင်းမှာပဲဆီယမဟန်ကဂျေကိုရန်ဖြစ်အောင်ရန်စပြီးမယ်ဂျေကသူ့မရဲ့အစင်တန်းနဲ့ဝင်ဝင်နဲ့မကန့်ညီတဲ့တစိမ့်ပါတဲ့ပစ္စည်းကိုတရီထားမိပြီးရန်ဆိုင်တုံ့ပြန်လိုက်ပါတယ် ကံအနဲ့တွေးဆုံပြီးတဲ့နောက်မှာအဲရာကဂျီဟာသူထင်တာထက်ပိုအန်နဲ့များပြီးတည်ဆုံသွားတဲ့ကြောင်းသားပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက်တာဝန်ရှိနိုင်ကြောင်းသတိပေးပါရယ်။စာတင်ချိန်အတွင်းမှာပဲဂျီကထပ်ပြီးချင်းချောက်ခံရပါရယ်။အဲ့ဒီအပြင်အမီမသိလူတအူးကသူမရဲ့ကိုပိုင်ဓာတ်ပုံကိုလူမှုကွန်ရက်မှာထုတ်ပြန်လိုက်တာကြောင့်လူအများပြားရီမောကြပါရယ်။ဟူအင်းနဲ့ဆီယမဟန်ကနောက်ွယ်ကနေလုံနေမှမသိပဲဂျီကထွက်ပြေးသွားပါရယ်။ဂျီရဲ့တုံ့ပြန်မှုကိုမြင်တော့ကန်ဟာကသူမနောက်ကိုလိုက်သွားပြီးမယ်ရိုင်ယန်ကတားဆီးလိုက်ပါရယ်။ တို့စကားပြောနေတော့မှကံဟာကယုံကြည်မှုရှိရှိနဲ့တေဆုံးသွားတဲ့ចောင်းသားကိုလှုပ်တယ်လို့သူ့ကိုချိန်ချောက်နိုင်မှာမဟုတ်တယ်လို့ဖယ်ရှားပြစ်နိုင်မှာမဟုတ်တယ်ចောင်းလဲပြောပါရယ်ဒါက Ryan ကိုစိတ်ပူစေပြီးကံဟာဘယ်သူလဲဆိုတာရှာဖွေဖို့ကြိုးစားပါရယ်အချိန်ကြာကြီးရှာဖွေပြီးတဲ့နောက်မှာတော့ကံဟာကတေဆုံးသွားတဲ့ចောင်းသားရဲ့အမွှားညီကိုဖြစ်တဲ့အကြောင်းသိရှိလိုက်ပါပြီဒီအတော်တွင်ဂျေကအဲရာနဲ့စကားပြောပြီးချိန်ချောက်သူကသူ့ကိုចောင်းကဖြစ်တယ်ဆိုတာသိရရပါပဲဘယ်သူလဲဆိုတဲ့အသေးစိတ်အချက်လက်ကိုရှာမတွေးနိုင်သေးပါဘူး အရာကရိုင်ယန်ကိုချစ်ပြီးသူနဲ့တူရှိစေချင်တာကြောင့်မိန်းကလေးတွေနဲ့သူတို့ရဲ့ဆက်ဆံရေးရင်းနှီးမှုဟာကြာရှည်မခံခဲ့ပါဘူး။အရာရဲ့မိသားစုကဒေဝါလီခံရလူနီးပါးဖြစ်နေပြီးသူမကသူ့အဖေရဲ့စီးပွားရေးကူညီဖို့ဘာမဆိုလုပ်ဖို့အစင်းနေဖြစ်နေပါရယ်။ညနေပိုင်းမှာ JF ခင်ကသူ့စီးပွားဘတ်သားနဲ့အတူညလာစားဖို့ဖိတ်ခေါ်ပါရယ်။သူတို့စကားပြောနေတော့မှ JF ထပ်မံချင်းချောက်ခံရပါရယ်။အရင်ကသူမကိုဝင်ရှိခဲ့ပြီးကလေးကိုဖျက်ချခဲ့ဘူးတဲ့ဆိုတာပေါ်ပေါက်လာပါရယ်။ဖခင်တီးသွားမှအစိုးရင်တုံလို့ပြီး J ကအန်ချပြီးတဲ့နောက်မေးလဲသွားပါရယ်။ ဇီဝရေးကြောင့်ဆွေးနွေးမှုနဲ့ဆေးဆက်ထားသူနဲ့တွေးဆမှုတွေပြက်ပြားသွားတာကြောင့်ဖခင်ကခြေကိုအပြစ်ပေးပြီးအိမ်ကိုပို့လိုက်ပါတယ်။အဲဒီနောက်သူမ US ကိုထွက်သွားမှာပါ။ဒီအကြောင်းကိုတီးသွားတဲ့ကန်ဟာကဂျေအကူညီလိုနေတဲ့အချိန်မှာသူ့ကိုအားပေးဖို့ဂျေရဲ့အိမ်ကိုဥတီသွားပါတယ်။ကန်ဘာလို့လဲဆိုတာသိတဲ့ Ryan ကလည်းဂျေရှိရာကိုအပြေးလွှားလိုက်ပါပါတယ်။အဲရာက Ryan ကိုတားဆီးဖို့စူးစမ်းပြီးသူ့အပေါ်ချစ်နေကြဝန်ခံပေမဲ့ Ryan ကဘာမှတုံ့ပြန်ခြင်းမရှိပါဘူး။ တစ်ချိန်တည်းမှာပဲဂျေးကကျောင်းသားလေးတဦးရဲ့အသက်ကိုတတ်ခဲ့သူဟာသူမဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပြီးကန်ဟာကသူ့အကိုအမွှာညီကိုဖြစ်တဲ့အကြောင်းလည်းကြေညာလိုက်ပါတယ်။ဂျေးကသူမနဲ့ကန်ဟာရဲ့အကိုတငယ်ချင်းဖြစ်ခဲ့ကြတဲ့အတွက်ဒီကောင်လေးကိုပုံမှန်အနိုင်ကျင့်ခံရပြီးရိုက်နှက်ခဲ့တဲ့အကြောင်းလည်းဖွင့်ဟလာပါတယ်။သူ့အကိုရဲ့အနိုင်ကျင့်ကြီးကိုခံခဲ့ရပြီးတေဆုံးသွားတဲ့ကျောင်းသားလေးကတော့သူမဟာရိုင်းရဲ့ရည်စားဖြစ်မှန်းမသိပဲသူမကိုကူညီပေးခဲ့တာပါ။ကန်ဟာကပို့ပြီးအဖြေတွေတောင်းပေမဲ့ရုတ်တရက်ရိုင်းယန်ပေါ်လာပြီးသူ့ကိုတိုက်ခိုက်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာရံမွဲဖြစ်ပေါ်ပြီးဂျီကတေဆုံးသွားတဲ့ကြောင်းသားလေးရိုက်နှက်ခဲ့ပုံကိုသတိရမိပါတယ်။သူမကကောင်လေးကိုရက်ခိုင်းပြီးရိုင်ယန်ကပဲသူမကိုစိတ်အေးအောင်လှုပ်ပေးခဲ့ပါတယ်။ဒါကြောင့်ကန်ဟာကကိုကူကိုအပိုလူလို့ခန်းစားပြီးထွက်သွားခဲ့ပါတယ်။မကြာခင်မှာပဲကန်ဟာကတေဆုံးသွားတဲ့ကြောင်းသားလေးအခုဖြစ်ကြောင်းကိုကြောင်းဆီယာမာကြီးအပါဝင်လူတိုင်းသိသွားကြပါတယ်။ကျောင်းကြီးကလည်းတရားဝင်အကြောင်းပြချက်တစ်ခုနဲ့ကန်ဟာကိုကျောင်းကနေထုတ်ပယ်မယ်လို့ချိန်ချောက်ပေးမယ်။ကန်ဟာကတော့ဒီစကားပြောဆိုမှုကိုတိတ်ခွင်နဲ့မှတ်တမ်းတင်ထားပြီး အခုတော့ဒီနေရာမှာတက်နိုင်တယ်များကြကြနေဖို့ကြောင်းကြီးကိုချိန်ချောက်နိုင်ပါပြီ။ဂျေကဂျွန်ရဲ့ဇနီးဖြစ်လာဖို့နဲ့သူနဲ့အတူထွက်သွားဖို့သဘောတူလိုက်တာကြောင့်သူမရဲ့ဖခင်ကသူမအပေါ်ချမှတ်ထားတဲ့အိမ်အပြင်မှာထွက်ရအမင်းကိုဖယ်ရှားပေးခဲ့ပါတယ်။ဂျေချိန်တွေ့ရကနေပြန်လာတော့ရိုင်ယန်ကသူမကိုတွေးဆုံပြီးသူ့အချစ်ကိုဝန်ခံကသူတို့နှစ်ဦးကိုအတူတူရှိနေစေဖို့ဘာမဆိုလုပ်ပေးဖို့ကတိပေးလိုက်ပါတယ်။ရိုင်ယန်ကဝန်ခံပေးမဲ့ဂျီကသူ့ကိုညှင်းပယ်ပြီးသူ့ကိုနှောက်ထမနှောက်ရှက်ဖို့ပြောကအိမ်ပြန်သွားပါတယ် ညနေပိုင်းမှာတော့ error ကခြေထွက်သွားတာကိုဂုံပြူတဲ့အနေနဲ့ပါတီဝဲတစ်ခုကိုဖိတ်ခေါ်ထားပြီးမှစောစောထွက်သွားမှဖြစ်လို့အချိန်ကနောက်ကျနေပါပြီ။သူတို့တငယ်ချင်းတွေဖြစ်ခဲ့ကြပြီးမှအခုတော့တယောက်ကိုတယောက်မုန်းတိနေကြတာဖြစ်ပါတယ်။ error ကခြေရဲ့အကိုစီကနေခြေရဲ့လှုပ်ဝက်ချက်အချို့ကိုရထားပြီးသူမကိုပြန်တိုက်ခိုက်ဖို့အတွက်အသုံးပြုဖို့အဆင်နှင့်ဖြစ်နေပါတယ်။ဒါပေမဲ့ခြေကတော့အပြိုင်ဆိုင်လုံးမနေတော့ဘဲ new york ကိုထွက်သွားမယ်လို့ပြောလိုက်ပါတယ်။ error ကမိဘတွေဒေဝါလီခံရနေပြီမှလည်းပါတီပွဲအတွက်သူ့အဖေစီကပတ်စံရပါတယ်။တစ်ချိန်တည်းပါပဲအကြောင်းကဒေဟိုဟာ ကန်ဟာရဲ့တကယ်ချင်းဖြစ်နေမှတည်သွားပြီသူ့ကိုရရစရိုက်နှက်ကြပါလေကန်ဟာကဒေဟိုဘက်ကနေရက်တိပေးပြီးယူနိုကိုရိုက်နှက်ကရိုင်ယန်နောက်ကိုလိုက်ပြီးတကယ်ချင်းဟန်ဆောင်တဲ့တနာစရာចောင်းသားလေးတယောက်ဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဂျီကိုတကယ်ချင်းချောက်သူဟာဝူအိန်ဒါမဟုတ်ဆီယမဟန်မဟုတ်ပဲចောင်းဟုတ်ကြီးရဲ့သားဂျန်ဖြစ်တဲ့အကြောင်းရှင်းရှင်းလင်းလင်းပေါ်ပေါက်လာခဲ့ပါပြီဂျန်ကဂျီကိုနောက်ထပ် message တစ်ခုပို့ခဲ့ပြီးသူမဘသူကိုအကူအညီတောင်းမှမသိပဲစိတ်ပူပန်နေစေခဲ့ပါတယ် ်ဂျေကကန်ဟကိုဒီလူကိုရှာဖို့ကူညီပေးဖို့တောင်းဆိုပေမဲ့ကန်ဟကသူ့ကိုကူညီစင်စိတ်မရှိဘဲကြောင်းပြီးတာနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဝူအင်ကအဲရာကိုသူ့အပေါ်ချစ်ကြောင်းဝန်ခံမှုမျှော်လင့်ရင်းအိမ်လိုက်ပို့ပေးခဲ့ပြီးစတီယာမကိုလစ်လူရှူထားခဲ့ပါတယ်။အိမ်ရောက်တော့အဲရာကသူ့မိဘတွေတကယ်ဒေဝါလီခံနေရပြီဖြစ်ကြောင်းနဲ့သူတို့ရဲ့ယဒနာပစ္စည်းအလုံးကိုယူသွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။နောက်တနေ့မှာတော့ဂျေကသူ့မိသားစုကိုနှုတ်ဆက်ပြီးဂျွန်နဲ့အတူလေးစိတ်ကိုသွားပါတယ်။ ညနေပိုင်းမှာအေရာကဒီကိစ္စကိုဂုံပြူတဲ့အနေနဲ့ပါတီပွဲတစ်ခုကျင်းပပြီးကြောင်းသားအားလုံးကိုဖိတ်ခေါ်ခဲ့ပါရီကန်ဟာကချင်းချောက်သူဟာဂျွန်ဖြစ်ကြောင်းသိလိုက်ရပြီးသူရဲ့ကွယ်လွန်သူအကိုနဲ့တကယ်ချင်းဖြစ်ခဲ့လာလို့မေးပါရီမကြခင်မှာပဲအေရာကသတင်းတွေကနေဂျွန်ဟာလေးစိတ်မှမူရီစီဝါရောင်းဝယ်မှုနဲ့အဖမ်းခံရတဲ့အကြောင်းသိလိုက်ရပါရီတချိန်တည်းမှာပဲခန်းမထဲမှာကားတစ်စီးပေါ်လာပြီး Ryan နဲ့ Jiro လက်ချင်းတွဲဆင်းလာကြပြီးသူတို့ပြန်တွဲကြတော့မယ်လို့ကြေညာပါရီဖြစ်ပျက်နေတဲ့အခြေအနေနဲ့သူ့ကိုယ်သူဒေါသထွက်နေတဲ့ကန်ဟာက ကျောင်းရဲ့ elite တွေအပေါ်အသုံးပြုဖို့ဗီဒီယိုတွေနဲ့သတင်းစိုးတွေအားလုံးကိုပေးဖို့ဂျန်ကိုတောင်းဆိုပါရီပါတီပြီးတဲ့နောက်မှာတော့ error ဟာ G နဲ့ Ryan တို့နဲ့ရန်ဖြစ်ပြီးသူတို့ဘယ်တော့မှတငယ်ချင်းတွေမဖြစ်နိုင်တော့ဘူးဆိုတာသိကြသွားခဲ့ပါတယ်အင်ပြန်ရောက်တော့ error ကသူ့အဖေနောက်ဆုံးတော့ဒေဝါလီခံသွားပြီးအခုတော့သူတို့ဟာဈေးပေါ်တဲ့ဆိုးဝါးတဲ့ hotel တစ်ခုမှာနေထိုင်ရမှာဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်ဒီတော့တွင် G နဲ့ Ryan တို့ဟာစားတော့ဆိုင်သွားပြီးစကားပြောကပြန်လဲတင်းမြက်ခဲ့ကြပြီးသူတို့ရဲ့ဆက်ဆံရေးကအဆကနေပြန်ဆခဲ့ပါတယ် တချိန်ထဲမှာပဲဟူဝင်ကဂျီဟာအမေရိကန်မှာမီးရဲ့ဆရာဝန်စီသွားပြီးကိုဝင်ရှိတဲ့အကြောင်းသိခဲ့ရပါတယ်။နောက်တနည်းမနက်မှာတော့ဆင်းရဲတဲ့ចောင်းသားလေးတွေဟာတရားမျှတမှုအတွက်ပုံငန်းမှုပူးပေါင်းကြပါတယ်။ကန်ဟာနဲ့ဂျုံကသူတို့ပုံမှုအခွင့်အရေးဖို့နဲ့ချမ်းသာသူတွေသူတို့ကိုအဆက်ခွဲတာရက်တမှုတတ်နိုင်ပြန်များလှုပ်ဆောင်မယ်လို့ကတိပေးလိုက်ပါတယ်။ဂျီနဲ့တွေ့ဆုံပြီးတဲ့နောက်ဟူအင်းကသူ error ကိုချစ်ပြီးသူမနဲ့အတူရှိနေတဲ့အကြောင်းဝန်ခံပေးမယ်လေဂျီရဲ့လောက်ရတွေကအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ညနေပိုင်းမှာ error ကဂျီရဲ့အကူစီးကနေသတင်းစိုးတွေရရှိပြီး ူချစ်သူဟောင်းကလေးဆုံးရှုံးသွားခဲ့တဲ့အကြောင်းသိလိုက်ရပါတယ်။ဒေါသထွက်ပြီးအေရာက JR မျက်နှာကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုအချက်လက်မျိုးကိုချိန်ချောက်မှုနဲ့လှည့်ပြဖို့အတွက်အသုံးမပြုနိုင်လို့ပါ။နောက်တနေ့မှ J ကကန်ဟာနဲ့တွေ့ပြီးစကားပြောဖို့အတွက်ဆင်းရဲတဲ့ရက်ွက်တစ်ခုကိုသွားခဲ့ပါတယ်။ J က Ryan ကိုချစ်ပြီးသူနဲ့အတူရှိချင်တာကြောင့် Ryan နဲ့သူ့ဂုံတိတ်ခါကိုကာကွယ်ဖို့ဘာမှဆိုလုပ်မယ်လို့ဝန်ခံလိုက်ပါတယ်။ Ryan ကသူ့အမေကိုသူ့ရဲ့အချစ်အကြောင်းပြောပြီးမှသူ့အမေကတော့ပြိုင်ဘက်ရဲ့တမိနဲ့ဆက်ဆံရေးကိုဆန့်ကျင်ခဲ့ပါတယ်။ ဝူအင်ကအိပ်ပြက်လာနေတော့ကန်ဟားရဲ့ကွဲလွန်သူအကို့ကိုတိုက်မိခဲ့တဲ့အပြောင်ကားတွေကဆီယာမနဲ့တွေ့ဆုံပါတယ်။သူတို့စကားပြောနေကြတာကနေသူတို့ဟာပတ်သက်နေပြီးဒီလီဝက်ချက်ကိုသူတို့နှစ်ယောက်ကြားမှာထိမ့်သိမ်းထားတဲ့အကြောင်းရှင်းရှင်းလင်းလင်းသိလိုက်ရပါတယ်။ဒီချိန်ထဲမှာပဲဝူအင်ကအဲရာကိုချစ်ပြီးသူမနဲ့အတူရှိကျင်တာကြောင့်ဆီယာမဟန်နဲ့လမ်းခွဲလိုက်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်။မကြခင်မှာပဲ Ryan ကသူနဲ့ကြည်အတူတူရှိခဲ့တဲ့ video tape ကိုရရှိခဲ့ပါတယ်။ Ryan ကချင်းချသူကိုအမြဲတမ်းရှာဖွေပြီးကင်တွယ်ဖြည့်ရှင်းမှုတောင်းဆိုပါတယ်။ ရိုင်ကသူ့မကိုစိတ်အေးအောင်နှစ်သိမ့်မိပြီးပြစ်မှုကျူးလွန်သူတွေကိုအပြစ်ပေးမယ်လို့ကြေပေးလိုက်ပါတယ်။ကာကကြောင်ကုန်ကြီးကိုချင်းချောက်ပြီးကြောင်ကိုတရားမျှတအောင်လုပ်ပြီးဖို့မဟုတ်ရင်ဆရာတွေနဲ့ကြောင်ကြီးရဲ့လှုပ်ရှားမှုမရှိတာကိုတတ်သိပြတဲ့သတင်းစိုးတွေကိုဖော်ထုတ်မယ်လို့ပြောလိုက်ပါတယ်။ဂျေကဂျွန်ဟာချင်းချောက်သူဖြစ်နေမှတည်သွားပြီးကန်ဟာနဲ့ထပ်စကားပြောကာရိုင်ယန်ကိုနောက်ဆုံးအထိဒီလိုလုပ်ရမျိုးရဲ့အကြောင်းရင်းကိုရှင်းပြဖို့ဆုံးဖြတ်ပြီးဂျေကရိုင်ယန်ကိုချစ်တဲ့အကြောင်းကိုရင်ဖြတ်ချဖို့အတွက်သာသူနဲ့လမ်းခွဲပြီးအမေရိကန်ကိုခရီးထွက်ခဲ့တဲ့အကြောင်းဝန်ခံလိုက်ပါတယ် ဖခင်ကိုကြောက်ရွံ့ပေမဲ့ဒီအဆင့်ကိုလှုပ်ဖို့မရဲခဲ့ပဲစိတ်ဖိစီးမှုတွေကြောင့်ခလီဆုံးရှုံးခဲ့ရတာပါ။ဟူရင်ကအဲရာကိုငွေကြေးအကူအညီကမ်းလှမ်းပေမဲ့ဂျေးကညှင်းဆန်ပြီးချိန်ချောက်သူဟာဂျေးရဲ့အကူဖြစ်နိုင်ကြောင်းရိုင်ယန်ကိုအသိပေးလိုက်ပါတယ်။ရိုင်ယန်ကသူ့အကူကိုရိုက်နှက်ပေမဲ့ကန်ဟာကတားဆီးပြီးဂျေးရဲ့ကိုဝင်ကြောင်းအမှန်တရားပြောပြပါတယ်။ဂျေးကသူ့ဖခင်ကိုအဲရာရဲ့ဖခင်စီးပွားရေးကိုကူညီဖို့ဆွဲဆောင်ပြီးအဲရာနဲ့ပြန်လဲတက်မြက်ခါအဲဒီနောက် US ကိုပြန်သွားတော်မယ်လို့ကြေပေးပါတယ်။ ရိုင်ယန်ကဂျင်းရဲ့စကားပြောဖို့ကြိုးစားခဲ့ပြီးခက်ခဲတဲ့အချိန်မှာသူမောင်အားပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကလေးဆုံးရှုံးတာဟာသူတို့နှစ်ယောက်လုံးအတွက်ဝမ်းနည်းစရာဖြစ်နေလို့ပါ။ဝေင္ကဒီစုံတွေကိုကုညီပံ့ပိုးပေးမယ်သူကပထမအဆုံးအကျဉ်းဂျေရဲ့ဖခင်ကိုလှည့်ဝတ်ချက်အားလုံးပြောပြခဲ့သူဖြစ်တာကြောင့်တငယ်ချင်းဟန်ဆောင်နေတာဖြစ်ပါတယ်။ခနာကြမှာတော့ကဟာအကိုရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့တကယ်တရားခံကဆီယာမဟန်ဖြစ်တဲ့အကြောင်းပေါ်လွင်လာပါပြီ။ကဲဟာကသူမကိုဝူဂျင်းရဲ့လက်ထဲမှာတွေ့ခဲ့ပြီးဆီယာမကလူသိရှင်ညာဖြစ်သွားမှကိုကြောက်ခဲ့ပါရယ် ကံအားကိုလိုက်ဖမ်းရင်မတော်တဆတိုက်မိခဲ့ပြီးအခင်ဖြစ်ပွားရတာတွေထွက်ပြေးခဲ့ပါတယ်။ကံဟာကဂျွန်းစီကနေဗီဒီယိုဖိုင်ကိုရယူပြီးရဲကိုပို့ပေးလိုက်တာကြောင့်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။ရဲတွေကကြောင်းမှာဖြစ်ပျက်ခဲ့တဲ့အနိုင်ကျင့်မှုတရားမဝင်စေဝါရောင်းဝယ်မှုနဲ့တခြားယာစုမှုများစွာကိုစုံစမ်းစစ်ဆေးပါတယ်။ကြောင်းသားတဲ့ဆရာများပြားတန်တရားဝင်ကြပေမဲ့ချမ်းသာတဲ့မိဘတွေကအခြေအနေကိုပြုပြင်ဖို့ဝေဟောက်လာခဲ့ပါတယ်။ကျောင်းသားတွေကဆင်းရဲသူတွေအပေါ်သူတို့ရဲ့သဘောထားကိုပြောင်းလဲဖို့ဆုံးဖြတ်ပြီးပြိပခါတွေကိုအတိတ်မှာထားခဲ့နိုင်ဖို့နားလည်မှုယူခဲ့ကြပါတယ်။ ရိုင်ယန်ကသူ့အိမ်ကဗီဒီယိုတိတ်ကိုကြောင်းဆီယာမာစီကပို့လိုက်တာကိုတွေ့ရှိပါတယ်။တစ်ချိန်တည်းမှာပဲဂျေကချင်းချောက်သူဂျန်နဲ့စကားပြောဖို့ကြိုးစားပြီးသူကအယံတနာဖို့ကောင်းတယ်ဆိုတာသိလိုက်ရပါတယ်။ဘာလို့လဲဆိုတော့သူကသူ့မကိုနာကျင်အောင်လှုပ်ချင်ပေမဲ့လူသိရှင်ညာပရိပခါတွေကိုကြောက်ရွံ့နေလို့ပါ။ကြောင်းကြီးနဲ့စကားပြောနေတော့ရိုင်ယန်ကအရာအလုံးရဲ့နောက်ွယ်မှာသူ့အမေရှိနေကြောင်းသိလိုက်ရပါတယ်။သူ့အမေကသူ့သားနဲ့ဂျေရဲ့ဆက်ဆံရေးကိုဖျက်ဆီးချင်နေတာပါ။ဒီအတော်တွင်ဂျေကကန်ဟာနဲ့တွေ့ဆုံပြီးစကားပြောကသူ့ရဲ့လုပ်ရအတွက်တောင်းပန်ခဲ့ပါတယ်။ နှုတ်ဆက်တဲ့အခါသူမကကန်ဟကိုမချစ်ခဲ့ဘူးလို့ညင်းဆိုပြီးထွက်သွားပါတယ်။ညနေပိုင်းမှာဂျေးက Ryan ကိုသူတို့ကလေးရဲ့ address ဆောင်းတပုံပြပါတယ်။သူတို့ဇုံတွေကဒါကိုခက်ခက်ခဲခဲကြော်လွားခဲ့ရပြီးဘဝကိုအစကနေပြန်စားဖို့ဆုံးဖြတ်ကြပါတယ်။နောက်နေ့မနက်မှာသူတို့ကန်ဟအကိုရဲ့ဂူဘိတ်မန်ကိုတွားရောက်ပြီးလူကောင်းတွေဖြစ်ဖို့ကြိုးစားကြပါတယ်။ဆီယာမဟာဟူအင်းရဲ့ဆက်ဆံရေးရှိတာကိုသိတဲ့ចောင်းအုပ်ကြီးကသူမကိုចောင်းကနေထုတ်ပြလိုက်ပါတယ်။တချိန်တည်းမှာပဲဟူအင်းဟာသူ့ကိုယ်သူညှဉ်းပန်းနှိပ်စက်နေပါတယ်။ ဘာလို့လဲဆိုတော့သူဟာ J ကို US ကိုသွားစီဖို့အရာအလုံးကိုလုပ်ခဲ့သူဖြစ်ပြီးအခုတော့နောက်နားရနေလို့ပါဟန်ကကန်ဟကိုဒေါသထွက်ပြီးဒါဟာအဆုံးသတ်မဟုတ်သေးတဲ့အကြောင်းသူ့ကိုတရားပေါက်လက်စားချေမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဆရာမဟန်က NLA ရှိတယ်ဆိုတာသိတဲ့ဟူအင်က J ကိုဗီဒီယိုပါတဲ့ဘောပင်ကိုပေးလိုက်ပြီးကန်ဟကအဲ့ဒီဗီဒီယိုကိုရဲကိုပေးလိုက်ပါတယ်ရလဲအနေနဲ့ဆရာမဟန်ကကန်ဟအကိုရဲ့အသက်ကိုနှုတ်ယူခဲ့ပြီးအခင်ဖြစ်ပွားကနေထွက်ပြေးခဲ့ဖို့အတွက်ဖမ်းဆီးပြီးထောင်ချခံလိုက်ရပါတယ် ကျောင်းတီထောင်သူတွေကကျောင်းအုပ်ကြီးကိုထုတ်ပြစ်ပြီးအရာအလုံးကိုရှင်းလင်းပေးမယ်လို့ခရီးပေးကဂုံတရေတွေကိုမြင့်တင်မှုစူးစမ်းကြတာပေါ့ရိုင်ယန်ကကန်ဟာကိုတောင်းပန်ပေးမယ်ကန်ဟာကသူ့ရဲ့နောင်လာရမှုကိုလက်မခံပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ကွဲလွန်သူအကူကိုပြန်ခေါ်လို့မရတော့လို့ပါဂျေကရိုင်ယန်နဲ့အတူသူ့ရဲ့နောက်ဆုံးနေကိုကုံဆုံးပြီးတဲ့နောက်ကန်ဟာကိုသူ့တကယ်သူ့ကိုချစ်တဲ့အကြောင်းဝန်ခံခဲ့ခြင်းမရှိဘဲအမေရိကန်ကိုထွက်သွားပါတယ်နောက်ပိုင်းမှာတော့ကျောင်းအခြေအနေကတည်ငြိမ်သွားပြီးဘယ်သူမှတယောက်ရဲ့ကိုတယောက်မနာကျင်စေတော့ပါဘူး ဒီတော်တွင်ဂျေက US ကိုရောက်ရှိပြီး15နှစ်ကျော်မတွေ့ရတဲ့သူ့အမိနဲ့နောက်ဆုံးတော့အတူတူနေနိုင်ပြီဆိုတာသိလိုက်ရရင်လည်းဒီဇယ်လန်လေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။